2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစိုဒီမိုကရေစီထွေထွေရေကောက်ပွဲကြီးကိုကျင်းပသွားမှာဖြစ်ပါတယ်။ဘုံထောင်တိုင်းတော်လှန်ရေးမဟုတ်ဘူးကွာ။မင်းတို့ရည်ရွယ်ချက်တွေမှားနေပြီ။အင်္ဂါဆီယံဝတရားအမြင်နဲ့ပြောရမယ်ဆိုရင်ကောက်ဝင်းမာသည်ပုံမကောင်းမွန်သောအနာဂတ်စီတို့ဒီမိုကရေစီပန်းနိုင်စီမဲပေးခြင်းဖြစ်တော့လမ်းချီတိုင်းပြည်သားရာဝါပြောရေးနော်အစိုးရဆိုတာတကယ်ပြောရင်တကယ်လောက်တယ်နော်เอ้ ခစ်ပြောင်းသွားတဲ့ထီအောင်မင်းတို့ထောင်ထဲမှာထွက်ရပဲနေလိမ့်မယ်လူမှုစီးပွားဖွံ့ဖြိုးဖို့နိုင်ငံအနာဂတ်ကောင်းမွန်ဖို့မဲအောင်သွားပြီးမဲပေးစို့ဘယ်မကြခင်ရွေးကောက်ပွဲကလာတော့မှာနော်ပေါက်ရရလေရှောက်မန့်မနေကြနဲ့ဟုတ်ဒုက္ခရောက်လို့ရှိရင်ဘသူမှကဲမှာမဟုတ်တော့အဲ့ကုကနေတို့တက်ွက်ဆိုရင်ကြည်လိုက်ဒီကောင်နေဆိုမအေးလို့တက်ွက်ဟောလဲမြင့်မြတ်တို့ပါတို့ဟိုလဲအောင်ခိုင်းဒီကောင်နေနော်တကယ်ကောင်နေအကောင်နေဆိုရင်စိတ်ထက်ပါရုံမဟုတ်ဘူးလုံးဝဒီနေတို့ရဲ့မြင့်မြတ်ရဲ့အေးချမ်းမောင်ရဲ့နေဝင်းရဲ့ တွက်လက်တပွဲရဲ့အောင်ခိုင်တို့တပွဲရဲ့တခြားသောဘက်ကွက်စားတွေရဲ့သူတို့ရဲ့ဒါဟိုလုံဆောင်ချက်တွေကြည့်မယ်ဆိုရင်ဟန်နဲ့မန်နဲ့မူအပြင်းနဲ့နော်လုံးဝအကယ်ဒမီနှစ်ထပ်ကွန်းလျှော့လောက်တီကိုရတယ်လုံးဝပြပြန်တယ်သူတို့စိတ်ထက်ပါနေပြီးတော့ပြောနေစကလုံးနဲ့ထွက်နေအားလုံးအမြင်ပဲမြင်ပြီးကြပြီပဲဟုတ်တယ်နော်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ရွေးကောက်ပွဲကမ်ပိန်းမှာအမှုပညာရှင်တွေနဲ့ပတ်သက်ပြီးအကဲခက်ပြောလာသည်မို့ အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါဦးခင်ဗျာ။ဟိုကြည်လင်တဲ့မျက်နှာလား၊အေးမြတဲ့မျက်နှာလား၊ငိုဝမ်းမျက်နှာလား၊စိတ်ညစ်နေတဲ့မျက်နှာလား၊ဟိုပျော်ရွှင်နေတဲ့မျက်နှာလား။ဟိုသူတို့မျက်နှာကိုပုံနဲ့အမျိုးမျိုးနဲ့သူတို့လုံးနိုင်စွမ်းရှိတယ်အဲ့ခါကျခုမင်းအောင်လိုင်ကခုလိုမျိုးတနက်ကြီးနဲ့ထောက်ပြီးလောက်ခိုင်းတဲ့ခါကျတော့သူတို့ကဒီမျက်နှာတွေက အခုဒီမှာတက်ပုံလေးတပုံမှာကျွန်တော်ထောက်ပြထားမှာဟုတ်ပြီเนาะဒီရွှေထူးပုံလေးချိုးတွေကတော့ဟာသားရေးနေတွေ့တယ်ပေါ့เนาะဒီ Facebook မှာဗာရေးလဲဆိုတော့ရွှေထူးကိုကြည့်လိုက်ပါအောင်ねဒီမှာသူကမော်ရီမြတ်တက်တာလားဓမ္မမဟုတ်လို့ရှင်အစွမ်းနေတန်နေရလားဟိုညနာမူရပုံစံနေเนาะဟိုညနာပုံစံနေပြောင်းလဲတာတွေဖြစ်နေလို့ပေါ့เนาะမရှင်းကြည့်လိုက်တက်ပုံဟုတ်ပြီเนาะအဲ့တော့ဒီတားရခုကနေတို့တက်ွက်ဆိုရင်ကြည့်လိုက်ဒီကောင်းနေဆိုမအေလို့တက်ွက်ဟောလာမြင်းမြတ်တို့ပါတို့ဟိုလာအောင်ခိုင်းဒီကောင်းနေเนาะ တကယ်ကောင်းတယ်အကောင်နေဆိုရင်စိတ်ထဲပါရုံမဟုတ်ဘူးလုံးဝဒီနေတိုးရဲ့မြင့်မြတ်ရဲ့အေးချမ်းမောင်ရဲ့နေဝင်းရဲ့တွက်လက်တပွဲရဲ့အောင်ခိုင်တို့တပွဲရဲ့တခြားသောဘက်ခွက်စားတွေရဲ့သူတို့ရဲ့ဒါဟိုလုံဆောင်ချက်တွေကြည့်မယ်ဆိုရင်ဟန်နဲ့မန်နဲ့မူအပြင်းနဲ့နော်လုံးဝအကယ်ဒမီနှစ်ထပ်ကွန်းလျှော့လောက်တွေကိုရတယ်လုံးဝပြပြန်းနဲ့သူတို့စိတ်ထဲပါနေပြီးတော့ပျော့နေစကလုံးတွေကထွက်နေရ အလုံးအမြင်ပဲမြင်ပြီးကြပြီပဲဟုတ်တယ်နော်ကြည်လိုက်လက်ရှိဒီသူတို့အမှုပညာဒီကြံတဲ့လူတွေကြတော့ဟိုဖွေးဖွေးတို့ဒါအလင်းအောင်လို့ဆိုဘလောက်အင်တန်မောက်လေးသားတွေကဆွဲပြီးတောင်းမှခေါ်လိုက်ရသေးတယ်မင်းတို့ဟိုကပြုံငါထောင်နှန်းဆန်ခိုင်းမှာအမ်အဲ့လိုပြောပြီးမှထပ်ပြီးမှနောက်ပိတ်ဆိုမလွှဲတာမချောင်းနိုင်လောက်လာအနေထားတွေဟုတ်လားနော်တိတာနေရပဲဟုတ်လားနော် ဟိုလူကလူတယောက်ရဲ့ဒီတမိုင်းနေသူတို့20တက်ကပါတယ်ဘယ်လိုစကလုံးနဲ့ဘယ်လိုမျိုးလေးဆိုတာအတိတာတင်ကြိုက်ကိုပြတီဦးလို့ဆိုရင်တော့ဒီပြတီဦးဆိုရင်ကျွန်တော်ဗီဒီယိုဖိုင်တိုင်းမှာလည်းပြောပါတယ်သူစပြီးတော့ပြောတော့ဒီတချင်းနေတောင်ထွက်လာတယ်ခင်ဗျားတို့ဒီမှာပေါ့နော်ဘာတချင်းလဲဆိုတက်ပြက်နေပြီဟဲ့တက်ပြက်နေပြီဟာဆိုတဲ့တချင်းကြားဘူးလေမဟုတ်လားအဲ့တချင်းမထွက်ခင်ကြတဲ့ပြတီဦးကနေပြီးမှဒီမိုက်ကြီးကင်ပြီးတော့နော်ဒီဟိုဘုံကြော်လာလှဲတန်းပါလားမသိဘူးအဲ့ဘက်မှာဟို တက်ပြတ်နေဆိုတော့သေချာပါလေပါညာပေါ့နော်ဒီလိုကျွန်တော်တို့အဲ့လိုမှမတော်လန့်ဘူးဆိုလို့ရှင်ကျွန်တော်တို့မျိုးဆက်တွေအားလုံးနော်ကိုအာနာသိမ့်နေတာကတိမ့်ရတယ်ဆိုတဲ့ဟာကြီးတို့အဲ့လိုမျိုးဒါပြောခဲ့တာနော်ပြပနေနေပြောနောက်တစ်ခုအာပြည်တည်ဦးလို့ဆိုရင်စပြီးတော့ဒီမတ်တင်ငွေဆိုရင်တိမ့်6000ဒီလိုမျိုးလူမဲ့တော့1000တော့ဟုတ်လားနော်ဒီတက်မွန်မြန်တော့6000တော့ဒီလိုမျိုးတွေစပြီးတော့ဒေါ်လာရင်းတော့ရန်ပုံငွေသဘောမျိုးနဲ့မာတင်ငွေဆိုစပြီးအားလုံးဧည့်တဲ့နေကြဘူးကြမယ်ထင်ပါတယ်မှတ်မိလားမသိဘူးပေါ့နော်ဒီလိုမျိုးလူတွေကြည့်လိုက်ဟုတ်ပြီနော်ပြီးရင်နောက်တစ်ခုပြည်တည်ဦးလို့ဆိုရင်ဒါအကယ်ဒမီပေးဝဲမှာလာပါအောင်ဒီလိုပဲ ဟန်ဆောင်ရတယ်ဆိုတဲ့ပုံစံမျိုးဆက်ကလုံးနဲ့အတိတ်ပဲနဲ့ပြော့သွားရတယ်စိတ်ထဲမှာပါလဲပြုံးပြရတယ်ဆိုပြီးမှအဲ့ကလေးဟိုဒါအင်ရာကျော်စင်တို့ဟာဟိုသူတို့ရဲ့စိတ်တက်ကိုဤသူတို့ချပြဘလောက်တောင်လေးစားစရာကောင်းလဲဟုတ်လားနော်ဒီခုကြည့်လိုက်လေရွှေထူးတို့ခင်ဝန်းဝါတို့နော်ဒီတခြားသောလူတွေမှာဟိုတချို့ကတစိတ်ထဲပါပြီးတော့ကိုကတယောက်ပြောင်းမယ်စိတ်ပါလက်ပါပြီးပြောရတယ်မတူဘူးလေဟုတ်လားနော်ဟိုမပါဘဲနဲ့အကြောက်တရားကြောင့်ပြောရတယ်တခြားစီပဲခုနေတိုးတို့ဒီ ဗီဒီယိုအဝါရဖြန်ကရိုက်ဖို့အတွက်မှာတခြားသောအမှုပညာသမားတွေလည်းညင်းတာမျိုးတွေရှိတယ်ညင်းကြတယ်ပေါ့နော်ဒီကောင်နဲ့မအေးလို့တွေမညင်းဘူးပေါ့နော်ဒီကောင်နဲ့သူတို့စိတ်ထဲကငကိုတော့လည်းဒါနေတိုးလို့ဆိုရင်ကြည့်လိုက် mind တွေလည်းကြော်ညာလို့ကြော်ညာနော်ဒါမျိုးတွေတကယ်ဆိုတော့ဒါကြောင့်မလို့လုံးဝလေးစားစရာအကောင်းပါတယ်နော်ဒါလည်းပြည်သူတွေအလုံးသိပြီးသားဖြစ်ကြမှာပေါ့နော်ဟိုဒီချာလေးတရီထားပြီးကြည့်ကြည့်သူတို့ရုပ်တွေပေါ့နော်လုံးဝထင်ရှားပေါ်ရင်းတဲ့အတ္တိတပ်ပုံအသက်တွေပဲနော်အမှကြည့်လိုက် ဟုတ်ပြီလားဆိုတော့ဒါကြောင့်မလို့နုပညာသမားတွေကိုလည်းနားလဲတယ်လူဆိုဘဇူကပါဘဇူကပါဆိုတာအလုံးအတိပီးသားနော်အားတဲ့သူကမသိရင်မသိလိုက်မဟုတ်ပြီလားနော်ဒါကြောင့်မလို့ဒီလိုလူတွေလည်းကျေးဇူးတင်တယ်လို့ကျွန်တော်နေနေတော့ပြောချင်တယ်ဒီလိုမျိုးကိုစိတ်မပါဘဲနဲ့ဟိုဟန်မူရမျက်နှာပေါ်ဆောင်ပြတာပေါ့နော်ဒါကြောင့်မလို့လည်းဒါ ဘုံမာတွေပြောတယ်လေသူတို့မျက်နာတွေကမပြုံးပြောရှင်ဘူးတဲ့စိတ်မပိုင်ပုံစံမျိုးနဲ့တဲ့ဒါတစင်ဟုတကုံးမဘုံမာဆိုလို့ရှင်ဒါမျိုးတွေထားပြောနေအမှုပညာသမားတွေရဲ့မျက်နာတွေကိုကြည့်ပြီးတော့သူတို့ကအားမလို့အားမဖြစ်ဖြစ်ပြီးအပြစ်တွေနဲ့ပြောနေပါတော့ဟိုပြောရှင်နေရလည်းမရှိဘူးသူတို့မျက်နာကြီးတွေမလုံချင်လုံချင်နဲ့အဲအဲ့လိုမျိုးဘုံမာတွေကိုယ်တိုင်ထောက်ပြလောက်အောင်ဖြည့်ပဲတော်တော်လေးအအမိတ်သားသမီးတွေလို့ပြောလို့ရပါတော့တကယ်ဟိုဝါရဖြန့်တဲ့ဗီဒီယိုတွေပါတဲ့ကောင်းနေပောက်ခွက်တွေကြည့်ကြည့်လိုက်နော်လုံးဝ ဘာတွေပြောလို့ပြောမှန်းအောင်မသိဘူးเนาะစကားတကားလုံးတော့စာတော့နားမထောင်နိုင်တော့အောင်ထိဟုတ်လားเนาะတကယ်အဲ့ဒါမှမဟုတ်ဒါတွေသိဖို့လိုတယ်ကျွန်တော်ဘာမှမဖြစ်ဘူးအားလုံးလေးစားတယ်လို့ပဲပြောချင်တယ်ဒီလောက်ပါပဲမင်းအောင်လိုင်းကတော့ရွေးကောက်ပွဲကိုဒီအမြေခံအမှုပညာအမြေခံအစိုးရတွေတရုတ်ဆောင်တွေကိုကြော်ညာခိုင်းတယ်တဲ့ရွေးကောက်ပွဲလုပ်မဲ့ဟာဟုတ်ပေါ့နော်ရွေးကောက်ပွဲလုပ်မဲ့ဟာတနိုင်ငံလုံးသိတယ်လေကြော်ညာဖို့မလိုဟမ်ဘာလို့ကြော်ညာခိုင်းတာလဲနော် နောက်တစ်ခုကမြန်မာနိုင်ငံမှာကလေတော်လန့်မယ်ဆိုတာမရှိဘူးကြုံခံမယ်ဆိုတဲ့စိတ်ဓာတ်တခုဒီကောင်းနေနော်တရုတ်ဆောင်နေအစိုးရတွေဟုတ်လားနော်အမြင်ကနေသူတို့ကြည်လိုက်လို့ရှင်မင်းအောင်လိုက်ခိုင်းတဲ့တိုင်းလုံမယ်စစ်ခွေးတွေလိုပဲဟုတ်လားနော်စစ်ခွေးတွေဘယ်နဲ့သွားဒီနဲ့သွားဟိုနဲ့စားဒီနဲ့စားအခိုင်းတဲ့တိုင်းနဲ့လျှောက်လုံနေတောင်းလာမှုရပေါ်နေဟုတ်လားနော်မင်းအောင်လိုက်အေးသားစိုးဝင်ရှိဘူးပေါ့တော့မလို့ချင်းရှိပါပဲလို့ချင်းနေပို့လိုက်တော့အမ်နော်ဟိုစောစောစီးစီးကြတယ်တချို့ကကြွစိတ်တက်မရှိဘူးကွာနော်ဒါကြောင့်မို့လို့ ဟိုတွန့်လန်နဲ့တော်လန်နဲ့အာနာရှင်ကိုစောစောစီစီတည်တယ်။တချို့တွေကကြတော့မတည်ဘူးကွာ။တဘိုးနဲ့နွားတွေဟုတ်လား။ကိုပိုက်ဆံရာရည်နဲ့ကိုတရုတ်ဆောင်စုံမဲ့ဟာဒီတစ်ခုပဲတည်တယ်။ဇန်ညွန့်ရေးပြီးလာအဲ့လိုက်တရုတ်ဆောင်မဲ့ဒီတိုင်းရေးပြီးဒီလိုစုံမဲ့အမ်လူပိုင်းကြိုက်တယ်နဲ့ဒီတိုင်းမဲ့။နောက်ဆိုတော့မဲအွန်လိုင်းကခုလိုမျိုးကြော်ညာတွေလောက်ခိုင်းနေသူတို့အမ်သူတို့မျက်နှာကြီးတွေလည်းထင်ရှားနေတယ်နော်။ရှောက်ပြီးအော်ပြီးတော့အာကိုကိုကို ဟိုသူများမြင်ဆက်ဆရာကြီးပေါ့နော်မြန်မာပြည်သူတွေမြင်အများကြီးနော်ဒီကောင်းလေးအောက်တန်းစားတွေပါလာဆိုပြီးမှနော်သူများခိုင်းတဲ့လက်သုံးတော်ခံနေတာသဘောပေါက်လားမသိဘူးပေးချစင်းသားကြီးနော်မြန်မာပြည်ကတရုတ်ဆောင်တွေအစိုးတော်တွေဟုတ်ပြီနော်မင်းအောင်လိုင်းကအေးဒါလေးဒီလိုလောက်ပါဆိုဒီလိုလောက်ရတဲ့အစင်သဘောပေါက်လားနော်ဒါကအဖက်ဖက်ကရှူတော့မျိုးစုံအနေပြီးမှနော်ဒီ point of view ဆိုပြီးမှကြည့်မယ်ဆိုလို့ရှင်နံပါတ်1အချက်ဟိုဒါတွေက ဘလို့မှမလုပ်တဲ့ဘူးလေနော်အာနာရှန်နဲ့အမိတ်ပေးပြီးကြိုးကင်ပြီးတော့ကျွန်တော်အများတန်းပြောလို့ရှိပါတယ်ဆန်နဲ့ကြိုးကဝေမင်းအောင်လိုင်းကဒီကြိုးဆိုရင်စစ်ခွေးတွေဘလို့ကဒီကြိုးဆိုရင်ရဲခွေးတွေဘလို့ကဒီကြိုးဆိုရင်လို့ရှင်ကျန်းဖို့အောင်ဒီယူနီဖောင်းချုပ်ပြီးတော့ကောင်းနေဘလို့ကိုယ်ကပါညာရွေးကောက်ဘလို့ကဟုတ်လားဒီကြိုးဆိုရင်ပပသားတွေဘလို့ကဒီကြိုးဆိုရင်ပေါမတွေဘလို့ကဒီကြိုးဆိုရင်တချို့ကြုံယူတွေဘလို့ကဒီကြိုးဆိုရင်အာလုံးမင်းတို့ဆက်မှုထန်ရေဦးကောက်တာမလို့ယူချေပါပဲလို့ချင်နေအမ်းနော်သူကဆန်နဲ့ကြိုးကွေ အားလုံးသိထားမှာကပြည်သူတွေသိထားမှာကရွေးကောက်ွယ်ပြီးသွားပြီဟုတ်လားဒီရလက်ကိုလက်မခံဘူးဟုတ်တယ်နော်ဆိုတော့အာကားဖြန့်တိုက်ဖြည့်ရေးအဖွဲ့အမေရိကန်ဖွဲ့ DKBA ထိတ်တန်းကောင်းဆောင်မျိုးကိုလည်ရည်ယူပိတ်ဆို့အရှိတောင်အာရှမှာကြီးထွားလာနေတဲ့ကြားဖြန့်ကိုင်းတိုက်ဖြည့်ရေးအဖွဲ့ကိုအမေရိကန်အစိုးရကဖွဲ့စည်းလိုက်ပြီးဆက်နွယ်နေတဲ့အဖွဲ့အစည်းတွေကိုလည်းလည်ရည်ယူပိတ်ဆို့မှုတွေချမှတ်လိုက်ပါတယ်အမေရိကန်ဗန်ဒါရေးဌာနဟာမြန်မာနိုင်ငံမှာကြားဖြန့်ငွေလိမ်ကိုင်းတွေနဲ့ဆက်နွယ်နေတာကြောင့် DKBA ကောင်းဆောင်တွေနဲ့ထိုင်းနိုင်ငံသားတယောက်တို့ကိုအေးအေးယူပိတ်ဆို့မှုတွေချမှတ်လိုက်တယ်လို့ထုတ်ပြန်ကြေညာပါတယ်။အေးအေးယူပိတ်ဆို့စာရင်းထဲမှာ DKBA ရဲ့ထိပ်ပိုင်းကောင်းဆောင်တွေဖြစ်တဲ့စစ်ဦးစီးချုပ် Sosti စစ်ရေးချုပ် Sosain Win စစ်ဦးစီးအရာရှိချုပ် Sosan Aung နဲ့ပုံမှုချုပ် Sailor Jor တို့လည်းပါဝင်နေပါတယ်။ ဒါအပြင်အေးအေးယူပိတ်ဆို့မှုတွေမှာ TransAsia International Holding Group တလန် Company Tropstar Company နဲ့ထိုင်းနိုင်ငံသားချမ်းမှုစွိုင်းတို့လည်းပါဝင်ပြီးမြန်မာနိုင်ငံလက်နက်ကိုင်အဖွဲ့တွေနဲ့တရုတ်ရာဇဝတ်အဖွဲ့တွေကြားချိတ်ဆက်ပေးခဲ့ပြီးကြားဖြန့်စင်တာတွေတိစောက်ရာမှာအကူအညီပေးခဲ့တယ်လို့ဆွဆွဲထားပါတယ်။ကရင်ပြည်နယ်မြတ်သူမြတီရှိထိုက်ချိုင်းဆိုတဲ့ကြားဖြန့်စင်တာကို DKVA ပုံမှုချုပ်ဆိုင်လာကျော်ကလည်းထိန်းချုပ်ထားပြီးထိုင်းချီဆိုင်ထရန်ဆက်စီကုမ္ပဏီဟာရှီတရုတ်ရာဇဝတ်ကိုင်းတွေအတွက်ထွက်ကုမ္ပဏီတစ်ခုအနေနဲ့လှုပ်ဆောင်ပေးနေတယ်လို့ American ဘဏ္ဍာရေးဌာနကဆိုပါတယ်။ ဒီကုမ္ပဏီဟာထိတ်ချဲနာမည်ဆိုးနဲ့ကြော်ကြားတဲ့ Kapart လို့ကြားဖြန့်စင်တာတွေလည်းပတ်လုဆောင်နိုင်ဘူးမြင်ငါးစာချုပ်တွေလုဆောင်ခဲ့ပါတယ် DKBA တပ်ဖွဲ့တွေဟာကြားဖြန့်စင်တာတွေမှာလူကုန်ကူးခံရသူတွေကိုရိုက်နှက်နှိပ်စက်နေတဲ့ရုပ်တံမှတ်တမ်းတွေလည်းထွက်ပေါ်ခဲ့ဘူးပြီးပြန်လည်လွတ်မြောက်လာသူတွေရဲ့အဆိုအရလျှက်စစ်နဲ့ရှော့တိုက်တာအပါအဝင်အခြားရက်စက်ကြမ်းကြုတ်တဲ့နီလန်းတွေတုံးခဲ့တယ်လို့ပြောပါတယ်အမှန်ဆိုရင်လက်ခံရမှာပေါ့နော်အဲ့လက်မခံမဲနဲ့သူတိုင်းတနက်ကြီးပြပြီးကိုရွေးကောက်ပွဲလုပ်မယ်တဲ့နော် တေချာတာတစ်ခုတစ်ခုတတ်တတ်ခိုင်လို့ကိုကိုကြီးတို့တခြားတော့ပါတီတွေကွာအစိုးရကလည်းအမြဲပြောပါတယ်ကျွန်တော်ဆိုရင်နော်အတုံးချနေတာကျွန်တော်အမြဲတမ်းပြောတယ်လူမရှိလို့ရွေးကောက်ပွဲဖျက်မြောက်ဖို့အတွက်မင်းအောင်နိုင်ငံအတုံးတော်ကအတုံးချနေတာနောက်ပိုင်းဖြည်းဖြည်းဖြည်းနဲ့နီးကပ်လာတာနဲ့အမြပါတီတွေဖြည်း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 နဲ့ပါထုတ်တယ်နော်အဲ့ထက်မှသူ့အတွက်မင်းအောင်နိုင်ငံအတွက်ဒါအကြီးမားဆုံးအနေနဲ့ပါလဲဆိုရင်ဒီပါတီထဲမှာဆိုတတ်တတ်ခိုင်ပါတီဒီသုံးလုံးဆိုပြီးမှနော်သူကနည်းနည်းအန်ရရှိရဲ့အဲ့တော့နောက်ပိတ်ဆုံးတကား အကျွေးတွေဘာဖြစ်တယ်ညာဖြစ်တယ်ကောင်းတဲ့ပိုက်ဆံငွေကြီးကိစ္စရယ်ကောင်းတဲ့တက်ပြီးရောပါထုတ်တယ်ဟုတ်လားအသူ့ဘက်အနမ်းမရှိတဲ့ဒီအရန်လေးတွေကတော့အသာလေးထားထားတယ်ဟုတ်လားနော်ဒီလိုမျိုးနေထားဆိုတော့ကိုသိထားမဒီမဲအောင်လိုင်းလောက်တဲ့ရွေးကောက်ပွဲဆိုခဲ့တဲ့ကျွန်တော်တို့သိရမှာဘာလဲလို့ဆိုလို့ရှင်မဲအောင်လိုင်းသူမင်းစင်မသိမချင်းအုပ်ချုပ်ချင်အာဏာရချင်လို့အတူရောက်ရွေးကောက်ပွဲเนาะကျွန်တော်မြဲပြောတယ်ဗလာဒီမာပူနင်တို့ရှီချင်းဖျင်းတို့เนาะ ်ဒီလိုမျိုးသူတို့လိုမျိုးတယောက်တည်းသေးသည့်အုပ်ချုပ်နေတာပဲလေနောက်ထပ်တမန်တက်လာတာရှိလားမရှိဘူးဟုတ်တယ်ဟုတ်ဆိုတော့ဒါကြောင့်မလို့သူကလည်းအဲ့လိုမျိုးအတူရအောင်ဆိုပြီးမှအမြဲတမ်းအုပ်ချုပ်ခြင်းလို့လုပ်နေတာအဲ့ဒါသိထားဖို့လိုအပ်တယ်နော်ဒီဘာလို့ဘာတွေပဲပြောပြောမင်းအွန်လိုင်းအောက်သွားရွေးကောက်ပဲဝန်ခံမယ်ဆိုတော့မင်းအွန်လိုင်းရဲ့လက်ကင်တုပ်တွေပဲဖြစ်တယ်ပေါ့နော်သူကတိုက်ခံလည်းမရှိဘူးဘာမှမရှိဘူးဒါကတော့တော်လန်ပြည်သူတွေတော့အားလုံးသိပါတယ်เนาะမသိတာတချို့တော့ငါနဲ့မဆိုင်ဘူးပါညာဟိုမြန်မာပြည်သူတွေเนาะလူအတွေကျွန်တော်မြင်ပြောတယ်တကယ်လူအတွေเนาะအဲ့လိုလူတွေ ਨੇ ်ဟုတ်တယ်ကြစင်းနာကြီးဒီအတုံးချခံနေတာပေါ့နော်ဒီအမှုပညာသမားတွေကဟုတ်လားနော်မင်းအောင်လိုင်းလောက်ပေးပါဆိုရင်လည်းသူတို့လောက်ပေးတယ်နော်သူတို့မှာကိုပိုင်အတွေးကိုကိုပိုင်လောက်ချင်တဲ့စိတ်နဲ့လောက်လို့မရဘူးအဲ့ဒါပဲအာနာရှင်ဆိုတာနော်ဒါကြောင့်မလို့ကိုပိုင်အသိဉာဏ်စိတ်ရှိမယ်ဆိုလို့ရှင်ကိုပိုင်တောင်းလှမ်းမှာဘသူတူတယောက်ကမှကိုလာပြီးတော့ PR တွေဟုတ်လားနော်ဘာမှ push တွေလည်းပေးလို့မရဘူးနော်အခုကျွန်တော်ဒါမျိုးတွေအာနာရှင်ပြောတယ်အာနာရှင်မကောင်းကြောင်းပြောတာမှန်တယ်တိုးတော်များလည်း ကျွန်တော်ကနေပြီးတော့ကျွန်တော်အာပေါ်ရင်းနဲ့နော်ဟိုမင်းအောင်လိုင်းတို့ဒီအာနာရှင်ကပအာနာရှင်မြန်မာနိုင်ငံအာနာရှင်တွေကိုကျွန်တော်လောက်ချန်ပြီးတော့အပူဆပ်ပလာကျွန်တော်ရဲ့ဆိုင်ယာဖက်တွေနဲ့ဒီလိုမျိုးပြောနေတာမဟုတ်ဘူးဟုတ်ပြီနော်ဆိုတော့အမှန်တိုင်းမကောင်းတာမကောင်းဘူးဆိုလိုချင်တာအစိတ်ကိုကျွန်တော်မကောင်းဘူးတေးတတ်တယ်ဟုတ်တေးတယ်ပြောတာမကောင်းတာကိုမကောင်းဘူးပြောတာကျွန်တော်လောက်ချန်ပြီးအစိတ်ကောင်းပါတယ်ဟာကိုကောင်းပါတယ်ရှောက်ပြီးတော့ဖွဲ့ပြီးနှဲ့ပြီးပြောနေမှာမဟုတ်ဘူးနော်ဆိုတော့အဲ့လိုမျိုးကိုယ့်ရဲ့အသေးစိတ်နဲ့ကိုပြောတယ်တူတူတယောက်ကနေကျွန်တော်လာပြီးမှမင်းအာနာရှင်ကို တာမျိုးတွေလုံးအောင်မယ်ပြည်သူတွေခုလိုမျိုးနော် motivation လုံးမယ်လုံးစော်အောင်မယ်တက်ကြောင်ဒီလိုမျိုးတွေတို့မယ်တူတယောက်ကကျွန်တော်ပိုက်ဆံပေးပြီးမှဖြစ်စေအမိန်ပေးပြီးမှဖြစ်စေနော်ဟိုအဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်ရဲ့အတိညာကိုယ်ပိုင်အတိစိတ်နဲ့အဲ့လိုအတိစိတ်ရှိလာဖို့ဆိုတာကျွန်တော်ကမိပါလည်းမဟုတ်ဆရာသမားလည်းမဟုတ်ကိုယ်ပိုင်ကိုလေ့လာတယ်တမိုင်းကြောင်းနေလေ့လာပြီးတဲ့အခါကျမှအော်ဒုနိုင်ငံကအာနာရှင်တွေကကြောက်မှုလို့ဒီလိုမျိုးဆင်းရဲနေတယ်သူများနိုင်ငံတွေမှာနော်ကျွန်တော်မတန်းနိုင်ဘူးဟုတ်လားနော်ဒီလိုမျိုး အဲ့လိုမျိုးလူကကိုယ်တိုင်လေ့လာရင်သိလာပြီဆိုရင်လူတယောက်သိလာပြီဆိုရင်ကွာမင်းကိုယ်ကိုဂျန်ထဲလို့မရဘူးကစကားနဲ့ဆိုလို့ရှင်မင်းစီးပွားရေးလောက်တာပဲဖြစ်ဖြစ်ဟိုစိန်ပွဲသားကြောက်ပွဲသားအိမ်ချမ်းပြေပွဲသားဟောလာဒါမှမကောက်ရောင်းဝယ်ရေးဟိုသဘောတရားပြောပြတာအဲ့လိုမျိုးဆိုကိုယ်မသိတဲ့သူဆိုရင်ဂျန်ထဲလို့ရတယ်သိတဲ့သူဆိုလို့ရှင်ဘယ်လိုသွားပြီးတော့လိန်ညာပြီးတော့လှည့်ပြလို့ရမှာလဲဟုတ်လားနော်အဲ့တော့ကိုတိထိုင်ကိုဘာတွေလုပ်တယ်လဲဒါကြောင့်မလို့အသိဉာဏ်လို့ခေါ်တယ်နော်လူတယောက်ကအသိဉာဏ်နဲ့ပြေဝလာပြီဆိုရင်ကိုဘာလုပ်ရမလဲဘလို့ ဘာတွေကောင်းလဲဘာတွေမကောင်းဘူးလဲဆိုတာသူများတွေပြောတာကြားဘူးနော်ဝါစာအုပ်တွေတဲ့စကားတွေတမိုင်းစာတွေဆိုတာထက်ကိုကိုတိုင်းကိုရဲ့အုံနောက်ကနေပြီးမှကိုရဲ့အသိစိတ်ကနေပြီးမှနော်ကိုခွဲချပြီးလုတ်တဲ့ဒါမလုတ်တဲ့နာကိုတိလာအဲ့တော့ဒါမျိုးလုတ်တဲ့တူတယောက်ကလောက်ခိုင်းလို့မရအခုဒါမျိုးဟာတွေတအားနာရှင်အောက်ကလုတ်နေတဲ့များလူတွေအားလုံးကမြန်မာနိုင်ငံသားတွေအားလုံးကကိုပိုင်အသိဉာဏ်မရှိဘူးသူများခန်းရပဲလုံနေစစ်ခွေးတွေရဲခွေးတွေလို့ပဲနော်အမိတ်အမိတ်ဆိုပြီးမှခုလည်းပဲအမိတ်ပေးနေအနုပညာသမားတွေအကြောင်းညွေးကောက်ပွဲအာသူတို့ တကယ်ကိုပိုင်အသိဉာဏ်အာနယ်လွန်နေပေါ့နော်အဲ့လိုမျိုးကောင်းကောင်းခံဒါအာနာရှင်လို့ခေါ်တယ်ကျွန်တော်တို့မြန်မာသမိုင်းတခြားမှာဆိုရင်တော့ဒါမင်းအောင်လိုင်ကအစိုးရလို့တော့ပြောလို့ရတယ်ဘာကြောင့်လဲဒီလောက်ကြီးအများကြီးရှေ့ရတာနေဝန်တန့်ချီလို့လောက်ဒီမတတ်ခဲ့ဘူးပေါ့နော်ဒါပေမဲ့တစ်ချက်ကအခုခင်နေလဲကွာလာလဲတစ်ချက်ပါအခုဒါမင်းအောင်လိုင်ဆိုလို့ရှင်ပြောမယ်ဆိုလို့ရှင်အမှုပညာသမားတွေကိုအတုံးချလာခဲ့တယ်ဒါမျိုးတွေရှေ့ရအာနာရှင်တွေကြည့်မယ်ဆိုလို့ရှင်ဒါမျိုးမလောက်ခိုင်းခဲ့ပါဘူးနော်မင်းအောင်လိုင်ဆိုရင်အသေးအတန်ဒါတော့ထားပါတော့မင်းအောင်လိုင်သူ့ အသက်ရှင်ရေးအတွက်သူ့အသက်အာဏာနဲ့ဆွတ်ဆန့်နေတာအများကိုလူတိုင်းနဲ့ကာပြီးတော့နော်ဒီတပ်ပို့ဆုံးမှာအဲ့တော့တော်လိုင်းဖွဲ့တည်သူတွေကလည်းကိုလောက်ပြန်ရှိတာကိုနော်ပြက်ပြက်သားသားနဲ့ဆက်ပြီးလောက်ဖို့ပဲလိုတယ်နော်သူတို့လည်းနှီးမျိုးစုံနဲ့လောက်တယ်ဖြစ်မြောက်ရေးအောင်မြင်ရေးကျွန်တော်တို့လည်းတော်လိုင်းအောင်မြင်ဖို့ရေးတော့အောင်မို့မြို့တော်လိုင်းအောင်ဖို့ဟုတ်လားအာဏာရှင်ကြာရှုံးဖို့မြန်မာနိုင်ငံထုတ်တက်ဖို့ကောင်းဖို့ပဲကျွန်တော်တို့ကဆွဲမလျှောက်ပဲနဲ့မိမိတိုင်နိုင်တဲ့ဘက်ကနေတက်ကြွတော့အမြဲတမ်းနော်တော်လန်ဖို့ပဲလိုတယ်ဒီနေ့တော့ကြောင်းပါပဲဟုတ်လားဒါကြောင့်မလို့သူတို့ ဒီမျိုးစုံနဲ့လောက်ပြီးတော့ကျွန်တော်တို့ကလည်းမိပေါင်းစုံနဲ့လောက်ပါမှာဖြစ်တယ်လို့ပဲပြောနေတယ်ပဲမိကောင်ချုပ်တယ်ဒီလောက်ပါပဲ